အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube အကောင့်ကို Subscribe Subscribe လုပ်ထားတဲ့မိတ်ဆွေများပေါ့နော်တစ်ချက်လေးဝင်ပြီးတော့နားထောင်သွားပါပေါ့အဲအဖွဲဝင်ခြင်းပါတယ်လို့ပြောတဲ့လူများအတွက်ပေါ့နော်အဖွဲမဝင်ခြင်းဘူးလို့အဲတခြားလူတွေတော့မပေါ့အဖွဲဝင်ခြင်းပါတယ်လို့မှတ်ထားတဲ့လူတွေအတွက်ပဲပါအတွက်ပါပဲဘလို့ဝင်ရမလဲဘလို့ဆက်သွယ်ရမလဲလို့မေးထားလို့ အဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးတာပေါ့နော်အ YouTube အကောင့်ကိုကျွန်တော် YouTube အကောင့်ကိုကျွန်တော်ဗီဒီယိုနဲ့တင်တာရှိတယ်ဟိုတွန်နီးနဲ့တင်တာတော့နည်းပါတယ်ကျွန်တော်အချိန်မရလို့တွန်နီးနဲ့မတင်ဘူးစိုက်ဆွဲပြီးတော့ဗီဒီယိုနဲ့တင်တယ်ဗီဒီယိုလောက်ရတယ်ပြီးတော့ပို့တင်တယ်ပုံသေးနဲ့ပို့တင်တယ်ပေါ့နော်အဲ့ဒါဘာအကြည့်များလဲဆိုလို့ရှိရင်ဗီဒီယိုနဲ့တင်တာတော့အကြည့်များရတယ်ပေါ့အအကောင့်ထဲကိုဝင်တက်လားအကောင့်ထဲကိုဝင်ကြည့်တက်လားအကောင့်ထဲကိုဝင်ကြည့်တက်လို့ရှိရင်အကောင့်ထဲဝင်လိုက်ကျွန်တော်အကောင့်ကျွန်တော်ပို့တက်လာလို့ရှိရင် ကျွန်တော်အကောက်ထဲဝင်လိုက်ကျွန်တော်ပို့တွေးလို့ချင်းအဲကျွန်တော်အကောက်ကိုတွေးလိုက်မယ်အဲ့ဒီကျွန်တော်ပုံလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ချင်းကျွန်တော်အကောက်ထဲကိုရောက်သွားပြီကျွန်တော်အကောက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ပုံသေးနဲ့တင်နဲ့ပို့လို့ရေးထားတဲ့ပို့လို့ရေးထားတဲ့ဘက်ကိုနှိပ်လိုက်အဲ့မှာဆိုရင်သွားအဲ့ဒီမှာကျွန်တော်ဖိဖို့လင်းချထားတယ်။အောက်မှာဗမာစာပေါ့အပေါ်မှာကဖိဖို့လင်းအဲ့ဒီအင်္ဂလိပ်စာတန်းကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဖိဖို့အကောင့်တော့ရောက်သွားမယ်။ဖိဖို့အကောင့်တော့ရောက်သွားလို့ရှိရင် Messenger မှာလာပြီးတော့စကားပြောလို့ရတယ်။ เนาะအဲ့ဒါတော့မှမဝင်တတ်ဘူးဆိုရင်တော့ကျွန်တော်လည်းမပြောတတ်တော့ကျူအာကုတ်တင်ပြီးတော့လည်းမအပ်တတ်ဘူးအဲ့တော့ကျွန်တော်အဖွဲ့ဝင်ခွဲရဆိုတာကလည်းတခြားမဟုတ်ဘူးကျွန်တော်အဖွဲ့ဝင်ကြီးဗမာပြည်ရဆိုရင်တထောင်ယူရဲအဲဗမာငွေတထောင်ယူရဲထိုင်းရဆိုရင်တန်ငွေတရာယူရဲပေါ့အဖွဲ့ဝင်ပြီးသွားရင်ကျွန်တော်အပတိုင်းတောင်းတာမဟုတ်ဘူးပြီးတော့အဲဟိုနေမိကမိတဲ့ခါမြများပေါက်တဲ့ခါပေါ့နော်မုံဝှက်ထပ်ပြီးကျွန်တော်အဲ့လိုပုံစံမျိုးနဲ့သွားတယ် ကျွန်တော်ဂရုထဲမှာနေတဲ့လူအနှစ်နဲ့ချီပြီးတော့နေတဲ့လူအများကြီးရှိတယ်။ထိုင်းမှာနေတဲ့လူကြီး။ထိုင်းမှာနေတဲ့လူကြီးပေါ့။အဲထိုင်းမှာနေတဲ့လူကြီးကတော့ပေါက်တဲ့ခါတော့များများပေးနိုင်တယ်ပေါ့နော်။200လို့300လို့400လို့အဲ့လိုထပ်တက်ပြီးတော့ပေးကြတယ်။ဒါလည်းကျွန်တော်ဘီယာတောက်ဘီယာဝတောက်လို့ကုန်တာပါပဲ။ဗမာဘီယာဆိုရင်တော့ငွေ1000ယူရတယ်။1000ယူပြီးတော့ဗမာဘီယာကတော့လူကြီးကတော့ပေါက်လဲများစားတိတ်မပေးနိုင်ပါဘူး။အဲ့တော့အဲ့1000နဲ့လည်းကျွန်တော်ဘာမှလုပ်လို့မရဘူး။ လေးမုံဘူးပဲကျွန်တော်ရတယ်နော်အဲ့တော့ဝင်ခြင်းလဲဝင်ဝင်ခြင်းလဲနေရတယ်ဘာမှဖြစ်ဘူးကျွန်တော် line ဘုတ်ကိုတင်ပေးတဲ့ကဏ္ဍနဲ့ကျွန်တော်အဖွဲ့ဝင်အဖွဲ့ဝင်တွေကိုပေးတဲ့ကဏ္ဍနဲ့အတူတူပဲဘာမှဘာမှမထူဘူးအတူတူပဲပေးတာဒီကဏ္ဍပဲဒါမဲ့ဘာကွာလဲဆိုရင် site ကိုအဖွဲ့ဝင်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်အနည်းကတည်းအနည်းကကြီးလို့ရတဲ့ site တွေပါလေဆိုတော့အချင်းပို့လို့ရတယ် line ပေါ်ကြတော့ကျွန်တော်အချိန်နဲ့အလုပ်လုပ်နေရတဲ့အတွက် line ပေါ်ကြတော့ဟိုတင်ပြလို့မရဘူးเนาะကျွန်တော်အချိန်ရမှတင်ပြနိုင်တယ် အဲ့တို့ဗီဒီယိုဘာညာလဲလောက်ရသေးရဗျာဆိုင်လဲဆွဲရသေးတယ်ဘာညာပေါ့အလုတ်ရှုပ်တယ်ကျွန်တော်ကလည်းထိုင်းမှာအလုတ်လုပ်နေရဆိုတော့ဝင်ရင်လဲဝင်မဝင်ရင်လဲနေအကြောင်းမဟုတ်ဘူးကျွန်တော်တော့ကတော့ကျွန်တော်ထိုင်းမှာအလုတ်လုပ်နေကျွန်တော်ဝင်ဝင်နဲ့ကျွန်တော်အဆင်ပြေတယ်ဘာမှဖြစ်ဘူးအဲ့တော့တချို့ကလည်းပြောကြတယ်ပေါ့နော်ဟိုဟာအာမကန်ကျက်ပေးနိုင်လားအာမကန်ကျက်ပေးရင်ဝင်မယ်ဆိုတာဝင်ရင်ဝင်ဝင်ရင်နေကျွန်တော်စိတ်ဝင်သွားဘူးအာမကန်ကျက်လဲကျွန်တော်မပေးနိုင်ဘူးတပတ်ကို6ကျင်းပေါက်မယ်9ကျင်းပေါက်မယ်လို့ကျွန်တော်အာမခံထားတာမရှိဘူးကျွန်တော် ကျွန်တော် site ကအများသိရဟိုလုံးဝမှန်တာလေးတွေများတယ်ကတ်လွဲတာလေးများတယ်ဗျာဟိုတဲမှန်တာလေးတွေများတယ်ဒီလို site ဝင်လာပြီဆိုရင်တော့ထိုတော့ site မဝင်ဆိုရင်တော့နားထားလိုက်ဟာ main ကွက်လေးနှစ်ကွက်သုံးကွက်လောက်ပဲလိုက်ထိုးအဲ့လိုလေးမေးနေမေးနေ site ဝင်လာပြီဆိုရင်တော့လိုက်ထိုးတော့အဲ့လိုပုံစံမျိုးသွားတယ်ပေါ့အဲ့လိုပုံစံမျိုးသွားလို့ရတယ်လူမှန်က လူမှန်ဆိုတာကစကားစကားပြောတဲ့နေရာမှာမှတ်မနေမာတယ်ပေါ့နော်လူလိန်တွေကတော့စကားပြောတဲ့နေရာမှာခြူတာတယ်ပေါ့ကျွန်တော်ကခြူတာတော့တိတ်ပြီးမပြောတတ်ဘူးကျွန်တော်လူလိန်တယောက်လည်းမဟုတ်ဘူးအဲ့တော့တူးတီထုတ်ထုတ်နေတဲ့လူတွေကကျွန်တော်ရဲ့ရောက်ဖားတွေလည်းမဟုတ်ဘူးကျွန်တော်ရဲ့ပထိုးတွေလည်းမဟုတ်ဘူးအဖေတွေလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တွန်နီနဲ့သူကြပေးရဆိုင်နဲ့ကွက်တိကြရင်တော့မှန်ပါပဲ ယူကျူးမှာလည်းအမှလူတွေနဲ့တဘုံကြီးပဲဟုတ်လားကျွန်တော်ဒီမှာအဖွဲအဖွဲလာဝင်တဲ့လူတွေတဘုံကြီးပဲဒါပေမဲ့ကျွန်တော်မကြိုက်လို့ထုတ်ပြတာတွေလည်းအများကြီးပဲတချို့ရောလည်းမိန်ခွေမိလည်းဘာအပေးပြီးအဖွဲဝင်ကြီးတတောင်းပေးပြီးတော့နေရောအပပေါင်းများစွာနေတဲ့ခါကျတော့ကျွန်တော်လည်းအဆင်မပြေဘူးကျွန်တော်လည်းထိုင်းမှာအလုံးလုံးနေတာက ပုံမှန်ဆိုရင်ကျွန်တော် နေ့လည်တနားယူမျိုးည7:00နာရီထွက်ခါတာဆိုတော့မနက်စာညစာတခါတည်းကြည်ရတာကျွန်တော်ညတနားယူ2နာရီ တစ်ခါကြာရင်3နိုင်အဲ့လောက်ကြီးဖြစ်သွားတယ်เนาะအနည်းဆုံးကျွန်တော်တစ်နိုင်နှစ်နိုင်မှအိပ်ရတယ်အဲ့တော့ကျွန်တော်လည်းပင်မရကျူလေးနောက်အောင်လို့ဆိုပြီးတော့ကျွန်တော်အဖွဲ့ဝင်ကြီးလေးတောင်းတယ်ဖော်ဝင်ခေါ်ရဆိုတော့ခုနပြောသလိုပဲကျွန်တော်အနည်းကဆိုင်လေးလေးတွေးလို့ရှိရင်ကျွန်တော်ပို့ပေးလို့ရတယ်။ line ပေါ်ကတော့ကျွန်တော်အားမတင်ဘူးလို့ရမယ်။ကျွန်တော်လည်းအချိန်နဲ့အလုံးလုံးနေရတာလေ အဲ့တော့ကျွန်တော်အစိုက်ကလုံးပိုင်းမှန်တာတွေများတယ်ထိတ်စီးဆိုရင်ထိတ်စီးမှန်ပြီးကတ်လွယ်တာရှိတယ်နောက်ပိုင်းဆိုရင်နောက်ပိုင်းမှန်တာရှိပြီးကတ်လွယ်တာလည်းရှိတယ်ဒါအများအသိပဲမှန်ပြီဆိုရင်လည်းတဲ့ပဲဟုတ်လားမဟုတ်တယ်မလားအဲ့တော့ကျွန်တော်လင်းစရာအကြောင်းလည်းမရှိဘူးညာစရာအကြောင်းလည်းမရှိဘူးကုတ်တဆိုင်နဲ့သူချပြီးတဲ့ဆိုင်နဲ့ကွက်တိကြရင်တော့ရမှာပဲဒါမဲ့သေးကြတာတစ်ခုကတော့သေးကြတာတစ်ခုပြောနိုင်တာကတော့ကနတော့က ခဏတကောကစိုက်မရှိဘဲနဲ့ဘယ်တော့မှမကြဘူးစိုက်ရှိလို့အဖက်ဖက်ကအထောက်ပံ့နေနဲ့စိုက်ရှိလို့ကြပေးတာ30 30ကြားတဲ့စိုက်မှလည်းတုံညနောက်ပိတ်ကိုကျွန်တော်3စိုက်4စိုက်လောက်ပြပြလို့ရတယ်တစ်ထိတ်စိုက်ကတော့ကျွန်တော်မြင်လာတော့2စိုက်လောက်ပဲမြင်မြင်နေပေါ့နော်အဲ့လိုပုံစံမျိုးလို့ပေါ့ဟိုနေ့မှာခွန်ငါထွက်သွားတဲ့ခွန်ငါထွက်သွားတဲ့အပတ်မှာကျွန်တော်ငါးနောက်ပိတ်ကင်ထားသေးတယ်အဲ့ဒီတော့ရှင်ငါမိန်ခွက်ပါတယ်ဒါမဲ့ကျွန်တော်အဲ့ငါးနောက်ပိတ်နဲ့တစ်ခွက်တည်းပဲပါတယ်ငါးနောက်ပိတ်နဲ့မလိုက်ခဲ့ဘူးအဲ့ တဆယ်တဆယ်ထွက်တဲ့မနက်မှာတဆယ်ထွက်တဲ့မနက်မှာလည်းကျွန်တော်တင်းနောက်ပိတ်ကင်ထားတယ်ကျွန်တော်တင်းနဲ့တွဲထားတာမရှိဘူးတင်းနဲ့တွဲထားတကုတ်တုတ်ကပဲရှိတယ်ကျွန်တော်အိုင်ညာလည်းနည်းနည်းတောက်ထားလို့ဘူးဘူးနေတဲ့အတွက်ကျွန်တော်အဲ့တုန်းက၄ခွက်ပဲတင်ပေးထားတကုတ်ရဲ့ဘာလည်းမသိဘူးတကုတ်ကမင်းကပေါ့နော်၄ခွက်တက်ကျွန်တော်တင်လိုက်တာတကုတ်ကနေပြီးတော့တဆယ်ကိုပြောင်းလာတယ်အဲ့တုန်းကလည်းတင်းနဲ့ကျွန်တော်လိုက်မကတ်လိုက်ဘူးအဲ့တော့ကျွန်တော်အခုပတ် သုံးလုံးလေးဖြစ်ပုံလေးလေးတစ်ချက်ပြောပြလိုက်မယ်ကျွန်တော်ရွေးထားတဲ့အကွက်ကလည်းအကွက်ကများသွားတဲ့အတွက်တကယ်ဆိုရင်တကယ်ဆိုရင်ကျွန်တော်ကလည်းနောက်ရှင်းနှလုံးပေါင်းချင်းခုံသွားပြီးတော့ကြက်လိုက်တာပေါ့နော်ရှင်းနှလုံးပေါင်းချင်းခုံကြက်လိုက်တဲ့အခါကျတော့ကျွန်တော်ဘတ်တရားဘူးတင်လိုက်တာတွစ်ချောက်ကိုကျွန်တော်တင်လိုက်တာသူကကျွန်တော်မြင်တာနောက်ရှင်းနှလုံးပေါင်းချင်းလည်းငါနောက်နှလုံးပေါင်းချင်းလည်းငါလည်းမြင်တယ်ပြီးတော့ရှင်းနှလုံးပေါင်းချင်းခုံကလည်းသူကမြင်ထားတဲ့အတွက်အဲ့ဒါရင်လိုက်ကတ်လိုက်တာ ကျွန်တော်တက်69ကိုကျွန်တော်တရားဖို့တင်လိုက်တယ်တက်69ဆိုတော့69နှလုံးက5ဖြစ်နေတယ်အဲ့တော့69ကိုကျွန်တော်ထိုးတဲ့ထဲမှာ69ကိုတော့ပါသေးတယ်အဲ့စေဦးကဏ္ဍကကျွန်တော်696ကဏ္ဍကိုလည်းကျွန်တော်ထည့်အောင်မယ်ဆိုပြီးတော့ကျွန်တော်ထိုးတာ20ဘူးလောက်လေးထည့်ထိုးအောင်မယ်ဆိုပြီးတော့စေကူးလိုက်သေးတယ်ဒါပေမဲ့ကျွန်တော်အစာရထုတ်ရေးရေးပြီးတော့မချမိလိုက်ဘူးရေးမချမိလိုက်တော့ကျွန်တော်ထိုးတဲ့ထဲမှာလည်းမပါလိုက်ဘူး69ကြောက်ထော်တော့ထော်တော့ကျွန်တော်ကိုကျွန်တော်ပောက်ပြီးဆိုပြီးတော့ထင်လိုက်တာဒါပေမဲ့ပေါင်းချောက်ပြန်ကြည့်ရတော့69ပဲပါတယ်69ကြောက်က စိတ်ကူးနဲ့စိတ်ကူးနဲ့ဝင်နေပေါ့စိတ်ကူးမိပြီးတော့ဟိုစာရွက်ထဲမရေးမိလိုက်တဲ့အခါကျတော့ထူးရထဲမပါမိလိုက်ဘူး696ဆိုတော့ကျွန်တော်လည်းပောက်ပြီလို့ထင်လိုက်တာတကယ်လို့ကျွန်တော်ပောက်လဲကျွန်တော်လူတွေပောက်ဝင်ဖို့ဘာလို့လဲဆိုတော့ကဏ္ဍများတော့ကျွန်တော်ကလည်းကဏ္ဍအများကြီးလည်းမထည့်ကျင်ဘူးအဲ့တော့၈ကွက်9ကွက်လောက်ပဲထည့်ကျင်တယ်ကျွန်တော်ထိုးလို့ရှိရင်အနည်းဆုံး9ကွက်10ကွက်12ကွက်လည်းထိုးရင်ထိုးတယ်15ကွက်လည်းထိုးရင်ထိုးတယ်အဲ့လိုပုံစံမျိုးပေါ့နော် ဲအားလုံးပဲဒါပါပဲအဲ့တော့ကျွန်တော်အကောက်ကိုကျွန်တော်အကောက်တဲ့ဝင်ကြည့်ပါအဖွဲဝင်နေတဲ့လူတွေကျွန်တော်အကောက်တဲ့ဝင်လိုက်ဝင်ပြီးတော့ပို့ဆိုရဲပို့ဆိုရဲစာတန်းလုံးနှိပ်လိုက်နှိပ်လိုက်လို့ရှင်အဲ့မှာကျွန်တော်ဖိဖို့လင်းချတာလေအဲ့ဖိဖို့လင်းအင်္ဂလိပ်စာတန်းလုံးနှိပ်လိုက်လို့ရှင်ကျွန်တော်အကောက်ထဲကိုရောက်လာလိမ့်မယ်ကျွန်တော်ဖိဖို့အကောက်ကိုရောက်လာလိမ့်မယ်အဲ့မှာမာစင်ဂျာမှာစကားလာပြောလို့ရတယ်ဖိဖို့ဖိဖို့ပေါ်ရတင်လို့မရဘူး TikTok ပေါ်လည်းတင်လို့မရဘူးအကောက်ဘန်းတယ်ဖိဖို့ကလည်းအကောက်ခဏခဏပြတ်တယ် တစ်တော့ကလည်းအကောက်ခဏတိုင်းပြက်လို့ကျွန်တော်မတင်ဘူးအဲယူယူတစ်ခုတည်းပဲတင်တယ်